Star Channel ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ Trump ကဧပြီလမှာတရုတ်ကိုသွားပြီးရှီဂျင်ဖင်ကိုလည်းအမေရိကန်သို့လာရောက်ရန်ဖိတ်ကြားတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရော့ကတရုတ်ခေါင်းဆောင်ရှီဂျင်ဖင်ရဲ့ဧပြီလဘေကျင်းကိုလာရောက်ဖို့ဖိတ်ကြားချက်ကိုလက်ခံလိုက်ပြီးဖြစ်ကြောင်းနဲ့သူကလည်းရှီကိုလာမယ့်နှစ်နောက်ပိုင်းမှာအမေရိကန်ကိုနိုင်ငံတော်ခီးစဉ်အဖြစ်လာရောက်ဖို့ပြန်လည်ဖိတ်ကြားလိုက်ကြောင်းပြောကြားခဲ့ပါတယ်။ ထရန်ကတင်းလင်းလာနေမနက်ပိုင်းမှာရှီနဲ့ဖုန်းပြောပြီးနိုင်ရီအနေငယ်အကြာမှာဒီကြေညာချက်ကိုထုတ်ပြန်ခဲ့တာပါဖုံပြောဆိုမှုမှာ သူတို့နှုတ်ဦးဟာယူကရိန်းဖက်တာနိုင်နဲ့ပဲပစ်ဆက်အပါဝင်ကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြရတယ်လို့လည်းပြောပါတယ်။ဒီဖုံခေါ်ဆိုမှုဟာတောင်ကိုရီးယားနိုင်ငံပူဆန်မြို့မှာလူချင်းတွေ့ဆုံကြပြီးတလနီဘာအကြာမှာဖြစ်ပေါ်လာတာပါ။တရုတ်နဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကအလွန်ခိုင်မာပါတယ်လို့ထရန့်ကပြောပါတယ်။ ဖုန်းခေါ်ဆိုမှုကိုအရင်ကကြေညာခဲ့တဲ့ဘေကျင်းကတော့နိုင်ငံတော်ခရီးစဉ်တွေအကြောင်းဘာမှမပြောခဲ့ပေမဲ့ခေါင်းဆောင်နှုတ်ဟာကုန်သွယ်ရေးထိုင်ဝမ်နဲ့ယူကရိန်းကိစ္စတွေကိုဆွေးနွေးခဲ့ကြတယ်လို့လည်းပြောပါတယ်။ တရုတ်နိုင်ငံသားရေးဝင်ကြီးဌာနရဲ့အဆိုအရရှိကတင်လန့်အနေဖုံးပြောဆိုမှုမှာထိုင်ဝမ်ကိုတရုတ်ပြည်မှကြီးတန်းပြန်လည်ပေးအပ်ခြင်းဟာစစ်ပြီးခေတ်နိုင်ငံတကာအမိန့်အာဏာရဲ့ခွဲလွတ်မရတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်လို့ထရန့်ကိုပြောကြားခဲ့ပြီးယူကရိန်းနဲ့ပတ်သက်ပြီးတရားမျှတရွေးချယ်တည်တံ့ပြီးစီးနှောင်မှုရှိတဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တွေရရှိဖို့မျှော်လင့်ကြောင်းလည်းပြောကြားခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဆာနာအဲဒါကဲအီရှိကတကယ်လို့တရုတ်ကထိုင်ဝမ်အပေါ်အရေးယူမှုတွေဆောင်ရွက်ခဲ့ရင်ဂျပန်စစ်တပ်ပါဝင်လာနိုင်မယ်လို့မကြသေးမီကပြောကြားခဲ့ပြီးဒီဆွေးနွေးမှုတွေထွက်ပေါ်လာတာပါဂျပန်ဟာဒေတာတွင်အမေရိကန်ရဲ့အရေးပါတဲ့မဟာမိတ်နိုင်ငံဖြစ်ပါတယ်ဖုန်းခေါ်ဆိုမှုဟာထရန့်အစိုးရရဲ့ယူကရိန်းစစ်ပွဲအဆုံးသက်ရေးနောက်ဆုံးတွန်းအားပေးမှုနဲ့လည်းတိုက်ဆိုင်နေပါတယ် အရင်တုန်းကရှီဂျင်ဖင်ဟာတောင်းဆိုချက်အရာဖုံးလက်ခံခဲ့တယ်လို့အမည်ထောက်ပြလေးရှိတယ်။တရုတ်ဘက်ကဒီတစ်ချိန်မှာတော့အဲ့ဒီလိုမပြောခဲ့ပါဘူး။ဒါကတရုတ်ဘက်ကထရန့်ကိုစခေါ်ခဲ့တယ်ဆိုတဲ့အထိပ္ပယ်ပါပဲလို့ဝါရှင်တန်အခြေဆိုင်စတင်ဆန်ဆန်နာကတရုတ်အစီအစဉ်ဒရိုက်တာဆွန်ယွန်းကပြောပါတယ်။ဆွန်ယွန်းကကျွန်တော်ရဲ့အကောင်းဆုံးခံမှန်းချက်ကတော့တရုတ်ကဂျပန်နဲ့တင်းမာမှုတွေမြင့်တက်လာတာကိုစိုးရိမ်နေတာပါ။ ထိုင်ဝမ်နဲ့ဒုတိယကမ္ဘာစစ်ပြီးခေတ်အမိတ်အာဏာကိုရည်ညွှန်းတာကထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးဂျပန်နဲ့အငင်းပွားမှုကိုတိုက်ရိုက်ညွှန်ပြနေပါတယ်။သူတို့ယူကရိန်းအကြောင်းကိုလည်းပြောခဲ့ကြပါတယ်။အဲဒါကငြိမ်းချမ်းရေးဆွေးနွေးပွဲအစ်စ်ကြောင့်တရုတ်စစ်ဝင်စားတဲ့ကိစ္စတစ်ခုပါလို့လည်းပြောခဲ့ပါတယ်။ ဟုတ်ကဲ့ပါရှင်အခုတစ်ခေါက်တင်ဆက်ပေးခဲ့တာကတော့ထရန်ကဧပြီလမှာတရုတ်ကိုသွားပြီးရှင်ချစ်ဖင်ကိုလည်းအမေရိကန်တို့လာရောက်ရဲဖိတ်ကြားတယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။နားဆင်ပေးခဲ့ကြတဲ့ Star Channel ပရိသတ်များအားလုံးကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမတို့ရဲ့ Star Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။